အားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြေးတက်တဲ့အားလုံးမင်္ဂလာပါကျွန်တော်ဒီတစ်ပတ်မှာ England Premier League ပွဲစဉ်တွေပြန်လာပါပြီဆိုတော့ကျွန်တော် Premier League ပွဲစဉ်တွေမှာဒါပွဲစဉ်29ကိုရောက်ပြီဆိုတော့ကျွန်တော်တို့ EFL Cup ပွဲကြောင့်ဆိုးပိုင်းကြိုးကစားထားတဲ့ Liverpool က Super Saturday မှာ Newcastle United နဲ့ EFL Cup Final ပွဲကို Wembley ကွန်းမှာတွားကံမှုရှိတယ်ကျွန်တော်စနေနေ့မှာ Premier League ပွဲကောင်းတွေရှိတယ်တနင်္ဂနွေနေ့မှာ Premier League ပွဲကောင်းတွေရှိတယ်ဆိုတော့ ပထမဆုံးအနေနဲ့ကျွန်တော်စနေနေ့မှာအစောပိုင်းပွဲဒီသားစနုပ်ကြီးနေ့လယ်7:00နာရီခွဲမြန်မာစနုပ်ကြီးည9:00နာရီမှာကံပဲပွဲမရှိဘူး။ဆိုဒီတစ်ခေါက်စောတဲ့ပွဲတွေကတပြိုင်တည်းကံပဲပွဲတွေညနေ3:00နာရီမြန်မာစနုပ်ကြီးည9:00ခွဲမှာကံပဲပွဲပေါ့လေ။ Manchester City နဲ့ Brighton ပွဲရှိမယ်။နောက်ဘက်က Southampton Wolves ရှိမယ်။ပြီးတော့မှ Ipswich Town Nottingham Forest နဲ့ what's on the evidence အသင်းတို့ရဲ့ပွဲပေါ့လေ။ကျွန်တော်တို့ပွဲ၄ပွဲရှိတယ်ပြီးတော့မှနောက်ကျပွဲတွေက ဘုံပေါင်းတဲ့ Brentford ပွဲရှိတယ်။ဆိုတော့ City နဲ့ Brighton Brighton အမှန်တမ်းပြောရင်တော့အခုလက်ရှိမှာခြေအကောင်းဆုံးဖြစ်နေတယ်။နောက်ပိုင်းကစားတဲ့ပွဲ၄ပွဲဆက်တိုက်နိုင်တယ်။ Chelsea နိုင်တယ် Southampton နိုင်တယ်ဘုံပေါင်းနိုင်တယ် Fulham နိုင်တယ်။ဆိုတော့ Southampton ကလွဲချင်ခြေကောင်းတဲ့အသေးနေကြီးနိုင်ထားတာ Chelsea ကိုလည်းနိုင်တယ်ဘုံပေါင်းကိုလည်းနိုင်တယ် Fulham ကိုလည်းနိုင်ထားပြီးတော့ Brighton ကနောက်ဆုံး၄ပွဲမှာအကောင်းဆုံးဖုံပြထားတယ်။ Man City ကနိုင်တလေအရှုံးတလေနောက်တလေအရှုံးတလေဖြစ်နေတယ်။ နောက်ဆုံးနှစ်ပွဲမှာသူတို့ Spurs ကိုဝေးခွင့်မှာနိုင်ပြီး Northern Forest ကိုဝေးခွင့်မှာရှုံးထားတယ်။ကြားထဲမှာ Liverpool ကိုရှုံးနေ Newcastle ကိုနိုင်နေ။ဆိုတော့သူတို့ Arsenal ကိုရှုံးနေ Liverpool ကိုရှုံးနေ Forest ကိုရှုံးနေတောင်ကြီးကြပ်စ City ဟာခြေကောင်းတဲ့အသင်းတွေကိုဒီအပြင်မှာခက်ခက်ခဲခဲကစားရတဲ့အချိန်ပဲ။ဆိုပထမအကြော Manchester City က Brighton ရဲ့ဝေခွင့်သွားကန်တော့ကလည်းသူတို့နှစ်ကိုးတကိုးနဲ့ရှုံးထားတယ်။ Brighton ကဒီအပြင်မှာ Arsenal ကို တီကန်နဲ့အသင်းတော်များများကိုချယ်ဆီဆိုရင်အဖေကရောပြပြလေးမှာတချော့သူနိုင်လို့မန်ယူနိုက်တက်ကိုလည်းသူတို့အနိုင်ခံထားတယ်။ဒါအသင်းကြီးတွေတော်တော်များများကိုဒုက္ခပေးလို့စပါ့စ်ကိုလည်းသူတို့အိမ်ပေါ်မှာနိုင်ထားတယ်။ဆိုတော့သူတို့ကတော်တော်လေးကောင်းတဲ့အချိန်မှာမန်ချက်စတာစီးတီးကဒီပွဲကသူတို့အတွက်လိုအပ်ပြီ။ဘာကြောင့်လဲဆိုတော့ပြပြလေးရဲ့အမပေးစရာပါအခုချန်ပီယံလိဝင်ခွင့်က9နေရာရသွားပြီဆိုတော့မန်စီးတီးနေနဲ့အောက်ကအသင်းတွေသူတို့ကိုယ်တိုင်အဆင့်9ပြား49ရှိတယ်။ဆိုတော့ချယ်ဆီကအခုလန်ဒန်ဒါဘီဖြစ်အာဆင်နယ်ကပဲပွဲရှိတဲ့အတွက်ကြောင့်မန်ချက်စတာစီးတီးက ဒီပွဲနိုင်ထားမယ်ဆိုရင်လွန်လင်းချက်ကအပေါ်မှာပဲရှိမယ်အောက်မှာ Newcastle ရှိတယ် Brighton ရှိတယ် Villa ရှိတယ် Bournemouth ရှိတယ်နောက်ဆုံး Fulham ပြအကုန်လုံးကအမှတ်မကွာနောက်တစ်ခုက Brighton က City ကိုနိုင်လိုက်ရင်သူတို့ကိုကျော်သွားနိုင်သူ City ကလုံးဝ short တော့လို့မရဘူးတကယ်ကိုထိုက်ကိန်းဖြစ်တဲ့ Manchester City တို့ကခက်ခဲမဲ့ပွဲဒါပေမဲ့ Brighton ကို Man City ကဒီဘက်နောက်ပိုင်းတွေးသမျှပွဲမှာတော့အမြဲတမ်းအသာစီးရပြီးတော့ဒီနေ့ရာသီမှာသူတို့ရှုံးထားတယ်တကယ်ကိုထိုက်ကိန်းဖြစ်တဲ့ City တို့ကခက်ခဲမဲ့ပွဲဖြစ်တယ်ဒါပေမဲ့ Man City အသင်း အိမ်ကွေးဖြစ်တဲ့အတွက်ကြောင့်သူတို့အနိုင်၃ဘက်ကိုတော့သူတို့ယူဖို့ရှိပေမဲ့ခက်ခက်ခဲတော့ခစားရမယ်။ဒီသားစလို့ချင်းညနေ၃နာရီမြန်မာစလို့ချင်းည၉ခွဲပြီးတော့ Everton Watson David Moyes လက်ထက်မှာ Everton ကတိတိကျကျကောင်းလောက် Watson ကတော်တော်ကိုအားနေနေတယ်။သူတို့ကအာဆင်နယ်ကိုနိုင်တာကလွယ်ရင် Green Potter လက်ထက်မှာနှစ်ပွဲပဲနိုင်ထားတယ် Everton ကတော်တော်လေးကောင်းနေဒါဒီနှစ်သင်းကဒီပြသင်းနှစ်သင်းအားပြနေချိန်မှာကျွန်တော်တို့ Everton ကိုပိုကြိုက်တယ် Everton ဟာအသင်းလိုက်စုစည်းမှုကောင်းနေခံစစ်ကောင်းနေနောက်တိုက်ရှိကဘက်တူဆိုရင်ဒီပြဒီဘမွိုင်းဆက်ချက်မှာတော်တော်လေးခြေစွမ်းပြတယ် West Ham အနေနဲ့ Everton ကိုရှင်ဖို့ခတ်တယ် West Ham ကပြီးခဲ့တဲ့ရာသီမှာ Everton ကိုဘလို့ပဲအသာစီရရဒီနှစ်သင်းထိတိုက်တွေ့လို့ရှိရင် Everton အားနည်းချက်ရှိတာမှန်ပေမဲ့ကျွန်တော်တို့ဒီချိန်မှာတော့ David Moyes အသင်းကိုပုံချိုက်တယ်။ပို့ပြီးတော့လုံတက်ကြိုက်တတ်တဲ့အသင်းဖြစ်တဲ့အင်ဝင်းဖြစ်တဲ့တကြောင်ကျွန်တော်က Everton ကိုပုံချိုက်တယ်။ဒါက Goodison ဘက်မှာကံမယ်ပြီးတော့မှနောက်တစ်ပွဲကတော့ Saint နဲ့ Wolf Wolf က Matthias Cunha ပွဲပယ်ခံထားတယ်ဆိုတော့တို့တို့က struggle ဖြစ်နေအောင်ပါပဲ။ဒါပေမဲ့ Southampton ကလည်းတော်တော်လေးညံ့တယ်။ဒါကြလို့ Wolf နဲ့ဒီပွဲမှာတန်းသင်းဆုံးကားနေမဖြစ်မနေလွတ်လွတ်ချွတ်ချွတ်ပြေးကျင်တယ်ဆိုတော့စိတ်ကိုနိုင်ကံပါ။အမှန်တမ်းပြောရင် Southampton ကပရီးမီယာလိမှာအညံ့ဆုံးအသင်းပဲ။ရင်းတော့ဒါဘီကောင်တီထက်တောင်ညံ့သေးတယ်။သူတို့ကစားပုံမစိုးဘူးဗျာ။ လီဗာပူးနဲ့ပွဲတော်ကဆိုသူတို့တော်တော်လေးကစားတတ်တယ်ဒါပေမဲ့သူတို့မှာ quality player တော်တော်လေးအားနေတယ်အဲ့ဒီအချက်ကြောင့်ကျွန်တော်ကတော့ Wolverhampton ကိုအဝေးကွင်းဖြစ်နေတည်ထိုင်အောင်ခြေစွမ်းကြိုက်တဲ့အတွက်အနိုင်ရအောင်ပဲ Ishwar Sound နဲ့ Forest က Forest ကခုံကလည်းအမှန်တမ်းပြောအပ်ပါတော့ဖြစ်ပြီးတော့မှသူတို့ Man City ကိုပြန်နိုင်ထားတာ Forest ကနောက်ဆုံး၅ပွဲမှာ၂ပွဲပဲနိုင်တယ်ဒါပေမဲ့ခက်တာ Ishwar Sound က Spurs ရဲ့ United ရဲ့ Crystal Palace ရဲ့အိမ်ခွေးမှာ၃ပွဲတင်ချသူတို့သူတို့စိတ်ကိုတော့ရှုံးထားတယ်ဟိုဒီချက်က Ishwar Sound Ishwar Sound ရဲ့ပြဿနာကကစားတာကောင်းနေလုံတက်ကိုင်းတယ်သူတို့ခံစစ်ရန်အားနေတယ်လွယ်လွယ်ကူကိုးပေးရတယ်ကျွန်တော် Forest ကိုရပါပြန်လာဖို့မရှိတော့ကျွန်တော်ထင်တော့ဒီပွဲကိုကျွန်တော် Northern Forest ကိုပဲပိုသဘောကျတယ်ဒါနဲ့ည9:00ခွဲမှာကံပဲပြီးတော့မှ ဘုံမောင်းတဲ့ Brandford နှစ်သင်းလုံးခြေနည်းနည်းပြန်ရိုင်နေကြတယ် Brandford လည်းနောက်ဆုံး၅ပွဲမှာ၂ပွဲပဲနိုင်နေဘုံမောင်းကတစ်ပွဲပဲနိုင်ထားတယ်နှစ်သင်းလုံးရဲ့ခြေကခမိုင်းရခတ်တယ်ကျွန်တော်ကတော့ဒီပွဲကတေယူဥတီနိုင်တယ်ဘုံမောင်းကနည်းနည်းခြေကျနေနော်သူတို့ကဗျာဇက်တိုက်ရတဲ့ဒီကောင်းပြီး Newcastle နဲ့ Forest ကိုကိုးပြတ်နိုင်ပြီးခဲ့ရတယ်သူတို့ Liverpool ကိုရှုံးနေ Southampton ကိုကြားထဲမှာနိုင်ပြီးတော့ Wolves ကဖိုက်တယ်ဇက်တိုက်ရှုံးတာ ဒီဘွဲကကျွန်တော်ထင်တာတော့ Brandford ရဲ့ကစားပုံကိုသဘောကျတယ်သူတို့အဝေးကွင်းကရိုင်းတော့မညံ့ဘူးတည်ရီကိုဥတီနိုင်ပြီးတော့ဘုံပေါက်ကအိမ်ကွင်းဖြစ်တဲ့အတွက်ကြောင့်အားသာချက်တော့ရှိမယ်သူတို့နှစ်သိန်းထိတ်တိုက်ပြုရင်တစ်သိန်းနဲ့တစ်သိန်းတိတ်မပွားဘူးကျွန်တော်ကတော့ဒီဘွဲကတည်ရီကိုဥတီနိုင်တယ် Brandford ကစားပုံလည်းကောင်းလို့ဘုံပေါက်ကလည်းအိမ်ကွင်းအားကောင်းတယ်ဒါတော့မြန်မာစံတော်ချိန်ည7:00နာရီမှာကြာမယ် ကျွန်တော်တို့အခုစနေနေ့မှာကျွန်တော်တို့တကယ့်ပွဲကြီးပွဲကောင်းပရီးမီယာလိပွဲတွေရှိပြီးတော့တကယ့်ကိုစိတ်ဝင်စားစရာပွဲတွေရှိတယ်တစ်ဖက်မှာလည်းဥရောပဘက်မှာဆိုရင်ဗီလာရီယန်နဲ့ရယ်မက်ဒရစ်ရဲ့ထိတိုက်ပွဲဗီလာရီယန်နဲ့ရယ်မက်ဒရစ်ရှိမယ်လိုက်ဆက်နဲ့ဘရူရှာဒေါ်မန်ပွဲရှိမယ်ကျွန်တော်တို့ပွဲကြီးပွဲကောင်းတွေရှိမယ်အီတလီစီးတွေမှာဆိုရင်တော့ AC Milan ပွဲရှိတယ်ဒါကတော့စနေနေ့အင်္ဂလန်ပရီးမီယာလိပေါ့လေရယ်မက်ဒရစ်ဆိုရင်ဗီလာရီယန်ပွဲကိုခက်ခဲခံရမှာရယ်မက်ဒရစ်ကလာလီဂါမှာတော်တော်လေးယုံကံရတယ် ချန်ပီယံလိမှာတီကူကိုကျော်ဖြတ်ခဲ့သည့်တိုင်အောင်သူတို့အသင်းရဲ့လာလီဂါဖုံးက struggle ဖြစ်နေတဲ့အချက်ဗီလာရီယက်ကွမှာခက်ခဲကံရမယ်အိုက်ပွဲလဲစနေနေ့မှာကံမှာဖြစ်ပြီးတော့တကယ်ကိုကြည့်ကောင်းတဲ့ပုံလေးဒါစနေနေ့ကံမဲ့ပရီးမီးယားလိနဲ့ဥရောပပွဲလေး၆ပါအားလုံးကျေးဇူးတင်ပါတယ်